နော်အဲ့တော့ကျွန်တော်မြန်မာတွေကအဲလူအယုံသွားရတယ်ဘာခေါ်မလဲဘိုးဘက်ရိတ်တာသွားရတယ်ဆိုရင်ကောင်းလားမကောင်းလားမကောင်းပါဘူးမကောင်းပါဘူးနော်မကောင်းပါဘူးဒါပေမဲ့သူတို့နိုင်ငံကျတော့အဲ့ဘိုးဘက်ရိတ်တာသွားဖို့ရောကောင်းတယ်လို့ထင်တာမို့သူတို့သူတို့ခံယူချက်ကောင်းတယ်လို့ထင်မလားမကောင်းတယ်လို့ထင်မလားကောင်းကောင်းတော့ထင်တယ်ဟုတ်တယ်သူတို့ကအဲ့အဲ့ဒီအတွက်ကိုပြင်ဆင်ကြတာလေဟုတ်တယ်ဟုတ်ပတ်စံရှိမှအဲ့ဟုတ်ဒီဒီ home for the elders ပေါ့နော် home for the elders ပေါ့နော်အဲ့တော့ တို့ကအဲ့ဒါတွေအတွက်ပြင်ဆင်โอเคရပြီဟုတ်ပြီအဲ့ဆိုလို့ရှင်ရောနော်ကျွန်တော်ကြားဖို့တဲ့ story တခုဆိုလို့ရှင်ဟလာနော်အဲ့တော့အဖိုးကြီးတယောက်ရှိတယ်နော် तू retire อยู่တဲ့အချိန်မှာ तू ဒါမှမဟုတ် तू ဒေကန်နီးတည်ရောမဲ့အချိန်မှာ तू မှာဒေါ်လာ3ဒေါ်လာ3သန်းပိုင်သွားတယ်ဒေါ်လာ3သန်းပိုင်ဆိုင်ထားတယ်နော်အဲ့တော့ပိုင်ဆိုင်ထားတော့ तू ဘာလုပ်တယ်လဲဆိုတော့ तू ကကျွန်တော်မြန်မာလူပဲဆိုလို့ရှင်တာသမီ3လောက်ရှိမယ်ဒေါ်လာ3သန်းရှိရင်ဘာလုပ်မလဲ ကျောက်တန်းနီကိုကျောက်တန်းနီပြီးသားတယ်ကျောက်တန်းနီပြီးရောအဲ့ဒီဖေးအဲ့ဒီဖေးနောက်နေ့ဘယ်ရောက်သွားမယ်လို့တင်တယ်လူကိုရုံကိုလိုက်လူကိုရုံကိုဘာကြီးတော့အနေနေဖေးလေးနေနေနေတလဲလောက်လိုက်ပါဦးမလားနေတလဲဆောက်ချောက်လိုက်ပါအာနေဖေးကိုနေတလဲဆောက်ချောက်ပါအောင်ဖေးကနေပေါ်နေသိကျတာနေအသားကြီးဆိုတော့အားမုံသားသမီးငယ်မုံနေချစ်တာဆိုတော့ဟုတ်လားသွားရောသူတို့လည်းမလုပ်ဘူးเนาะအဲ့ပြီးသူတို့မှာသူတို့တို့မြန်မာနိုင်ငံကြတော့ဘာလဲဆိုတော့ မိဘတည်ရဆိုလို့ရှိရင်တာသမီတွေကကျွန်တော်တို့ automatic ရတာဟုတ်တယ်မလားဘုရားဘာသာကျွန်တော်တို့ဆင်လာရလေတို့နိုင်ငံကြဒီဒီ world တွေပါတည်တဲ့နာပါရေးလို့ရလေကျွန်တော်ရဲ့ကြောင်လေးကိုပေးခဲ့ပါရေကျွန်တော်ခွေးလေးပေးခဲ့ပါရေဖြူရှိရေတာသမီမပေးဘူးခွေးကြောင်ပေးသွားတယ်တချို့ခွေးမီလီယံနာဘီလီယံနာရှိကြတယ်လေနော်အဲ့တော့တို့ဘာလို့လဲဆိုတော့ okay တသန်းကိုသူယူလိုက်တယ်သူတည်းကင်ထားတယ်ဒီနှစ်သန်းကိုတာသမီ၃ယောက်အတွက်ရင်းနှီးမြှုပ်နှံမှုလုပ်မယ်နော်ရင်းနှီးမြှုပ်နှံမှုလုပ်မယ်အဲ့တော့ဘာလို့လဲ financial advisor ကိုခေါ်တယ် ခေါ်ပြီးတော့မှဘာလို့လဲ portfolio ဆောက်ခိုင်းတယ်เนาะ portfolio ဆိုတာကျွန်တော်နောက်ပိုင်းမှာတော့အာအသေးစိတ်ပြောရရင်တော့ကျွန်တော်မိုးလင်းသွားလိမ့်မယ် portfolio ဆောက်တယ်ဆောက်တယ်ဆိုတာဘာလို့ဆိုတော့ကျွန်တော်တို့ကဟိုလာ stock investment ဘယ်မှာထည့်မှာလဲเนาะအဲ့တော့ထားပါတော့ကျွန်တော်တို့ကအဲကျန်းမာရေးနဲ့ပတ်သက်တဲ့ invest ကျန်းမာရေးနဲ့ပတ်သက်တဲ့ industry တွေမှာထည့်မယ်เนาะနောက်ထပ်မဟုတ်ဘူး entertainment တွေမှာထည့်မယ်ဟာမဟုတ်ဘူး hotel နဲ့ခီးမှာထည့်မယ်ဟာမဟုတ်ဘူး i uh, ai မှာထည့်မယ်ဟာမဟုတ်ဘူး technology မှာထည့်မယ် အဲ့ဒါကြောင့်ပေါ့ဖြန့်ချပြီးတော့မရှုံးအောင်ထည့်ချလိုက်တယ်နော်ထည့်ချရောအဲ့တော့ရလာတဲ့ငွေတွေကိုဘာလို့မလဲဆိုတော့ဒီနှစ်တန်းကတိုးပွားလာတဲ့ငွေတွေကိုသားသမီးတွေကလာစဉ်400ခန်းတော့ထုတ်သုံးနော်အဲ့တော့နှစ်30ပြည့်တဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့သူ့ရဲ့ဟိုကကျွန်တော်ကျွန်တော်မမှတ်မိတော့3တန်းက62တန်းလား26တန်းလားမျိုးကျော်ဖြစ်သွားတာလာစဉ်ထုတ်သုံးပြီးသွားတာကိုနော် ဒါအဲ့တော့ကျွန်တော်ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ compound interest လို့ခေါ်တယ်နော်ကြားဘူးလားဒီ compound interest နော်ကြားဘူးပါကြားဘူးပါတယ်ပေါင်းစရာတိုးရင်းပေါင်းပါတိုးရင်းပေါင်းကြောက်ရင်းလည်းမပြောတော့ဘူး။အတူရင်းပေါ့ yes အတူရင်းပေါ့နော်ကျွန်တော်တို့အိုင်းစတိုင်းကပြောတယ်လေကမ္ဘာပေါ်မှာကျွန်တော်တို့၈ခုမြောက် wall wonder 8ခုပြောပါဆိုလို့ရှိရင်ね compound interest ပဲတဲ့ compounding ပဲတဲ့နော်ကမ္ဘာအဲ့မွေ၈ခုမြောက်ဒီ compounding ပဲတဲ့နော်အဲ့တော့ โอเคအဲ့တော့တို့ကလားစင်နော်ဒီမောင်နှမ၃ယောက်ကငွေပင်ငွေတွေကိုထုတ်စားတဲ့အပြင်ကိုဓာကြီးကရှိနေတော့မယ်ငွေပင်ငွေရင်းကရှိနေတော့မယ်နောက်ထပ်နှစ်30ထက်ထားတဲ့ခါမှာဘီလီယံဒေါ်လာဖြစ်သွားတယ်အဲ့တော့ခုနဒီအဖိုးကြီးတက်တက်လဲစားမကုန်ဘူးသူ့သားသမီးတွေတက်တက်လဲစားမကုန်ဘူးသူ့မိမိတွေတက်တက်လဲစားမကုန်ဘူးသူ့တိစားမကုန်တော့ဒီတော့မလို့ကျွန်တော်ကြည့်လေဆွစ်ဇာလန်တို့ဘာလို့မှနောက်ကြည့်လိုက်ချမ်းသာကြွယ်ဝဘူးကျွန်တော်ကျွန်တော်ဒီဝန်ထမ်းတယောက်ရှိတယ်သူကဟိုမှာနေခဲ့တာ ဩစတီးယားမှာနေခဲ့တာဒီ next to germany နေဩဩစတီးယားနဲ့ germany ကတော့ရှားတယ်ဩစတီးယားကျွန်တော် nore တဲ့တောက်ချာနေဒီတော့တချို့ပါလိမ့်မယ်နော်ဥရောပမှာနေလူပါလိမ့်မယ်နော်ကျွန်တော်ကမရောက်ဖူးသေးဘူးနော်ကျွန်တော် visa လျှောက်တယ်လဲကျွန်တော်မပေးကြဘူးနော်တက်နိုင်ဘူးနော် i am myanmar ဆိုတော့ okay ထားပါတော့အဲ့တော့ကျွန်တော်တို့က friday က half day ပဲလုပ်လုပ်တယ်ဆရာညာနဲ့နော် friday half day ရယ် saturday ရယ် sunday ရယ်နှစ်ရက်ခွဲကလုံးဝ day off တဲ့ holidays တဲ့အဆုံရင်လို့ဟိုဟာတွေလည်းပိတ်တာပဲလားလို့ဒီ supermarket တွေလည်း supermarket တွေလည်းပိတ်တယ်လေဟာအန်ဟောတယ်ဒါပေမဲ့ဘာဖြစ်လဲကျွဲဝနေကြတာကျွဲဝနေကြတာဆိုတော့ဒါဒီကျွန်တော်ပါလဲဆိုတော့ငွေကြေးပေါ်မှာကျွန်တော်တို့ရဲ့နော် financial literacy နဲ့ပတ်သက်တဲ့ငွေကြေးပေါ်မှာကျွန်တော်တို့ခံယူတဲ့ခံယူချက်တွေကျွန်တော်တို့ရဲ့အတုံးချမှုတွေကွာခြားသွားတာဖြစ်တဲ့အတွက်ချမ်းသာကျွဲဝမှုတွေကိုကျွန်တော်တို့မရနိုင်ကြတာ ကျွန်တော်တို့အပါကျွန်တော်ပါဝင်ပါမယ်နော်အဲကျွန်တော်ပြောပြပြီးလေကျွန်တော်တို့ပတ်စံရှိတယ် rich means you have a lot of money အဲကျွန်တော်တို့က rich means you have a lot of money ချမ်းသာကြွယ်ဝဆိုတော့ခင်ဗျားတို့ကပတ်စံနေရှိတာဒါပေမဲ့ကြုံဘူးလားပတ်စံနေရှိပြီးတော့နော်ပြီးဟာလွားဟာဟာနော်သူ့ကြည့်ပြီးကိုယ်တော်တနာတယ်နော်မစားနိုင်မတော့နိုင်နော်ကျွန်တော်မန်လေးမှာကျွန်တော်ကြုံဘူးတယ်ကျွန်တော်တို့တရက်စစ်ပစ္စည်းရောင်းတော့ကချမ်းသာတယ်နော်ချမ်းသာတရက်စစ်ဆိုရင်ကြီးပဲ ိုင်ရှင်ဘွားတော်ကြီးကလေပတ်စံအေဂျီကိုလဲပြီးကိုဆွဲပြီးပါလေဟာပတ်စံအေဂျီထမင်းလေးမစားနိုင် it's rich မဟုတ်ဘူးလားဟာစားလည်းမစားနိုင်တောက်လည်းမတောက်နိုင်ဘသူမှလည်းစိတ်မချနိုင်ပတ်စံတွေကိုတော်သူရည်ထက်တော့အတက်ကကြီးလာပြီ is rich wealthy ကြလို့မဟုတ်တော့ချမ်းသာကြွယ်ဝတာကြတော့ကြွယ်ဝတာကြအချိန်နေပိုးနေတာအစ်စိပဲ เนาะအဲ့တော့ကျွန်တော်ပြောတာကျွဲဝတဲ့ဘက်ကိုကျွန်တော်တို့သွားမယ်ဒီမှာကျွန်တော်အရန်ကောင်းနေအရန်သဝန္တာကြာကောင်းတာဒီမှာလူငယ်တွေအများကြီးကျွန်တော်တွေ့တယ်နိုင်ငံတကာမှာရောက်နေလူငယ်တွေလည်းကျွန်တော်တွေ့တယ်โอเคကျွန်တော် reaction နဲ့မှာလက်မှတ်ထောင်ပေးပါနိုင်ငံတကာမှာရောက်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေလက်မှတ်ထောင်ပေးပါဘယ်လိုရှိလဲเนาะအများကြီးပဲโอเค good